ဂေါတမဘုရားမပွင့်ခင်ကမြတ်စွာဘုရားတွေဟာကလေးချီပြီးတော့မရွေမတွက်နိုင်တဲ့ဘုရားတွေပွင့်သွားတယ်။တမ္ပုတ်ဒီထာဝီသင်္ဆာကာထာမှာကြည့်မယ်ဆိုအများကြီးပဲပေါ့နော်။သို့သောဂေါတမဘုရားနဲ့သက်ဆိုင်တဲ့ဘုရား24စုရှိတယ်။ဗျာဒိတ်ခံတဲ့ဘုရား24စု။အဲ့ဒီဘုရား24စုအခြေအနေလေးကိုစဉ်းစားကြည့်။အားလုံးဟာတကိုးတွေနဲ့ကြည့်ပဲ။အင်တာမကြီးမားတဲ့ တပ်ပေတာနံဒုက္ခဝဟာသရဝရရဲ့အကျိုးစီးပွားသရဝအားလုံးရဲ့အကျိုးစီးပွားကိုဆောင်ရွက်သွားတဲ့ဘုရားရေကြီးပဲနှစ်ပေါင်းများစွာ လောကကြီးမှာ ဖြစ်ပေါ်လာပြီးတဲ့နောက်သရဝရရဲ့အကျိုးစီးပွားလမ်းမှန်ကိုဟောကြားသွားတဲ့ဘုရားရေဂေါရမဘုရားဘဝနဲ့ဆက်သွယ်နေတဲ့ဘုရားရှင်ပေါ့ဘုရားရိတ်တော်ကြားတာဘုရား24ဆုရှိတယ်အဲ့ဒီ24ဆုသောဘုရားရေမှတ်တမ်းကိုကြည့်လိုက် လောကကြီးမှာမြဲတာဆိုတာတခုမှမရှိဘူးဆိုတာကိုဖော်ပြတယ်နော်နံပါတ်1ကဒီပင်ကရာမြတ်စွာဘုရားဘယ်တော့ကပွင့်လေးအသင်ခြေနဲ့ကဘာတသိကဘာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေးအသင်ခြေနဲ့တသိန်းရှိတယ်လို့ဆိုလိုတယ်လေးအသင်ခြေဆိုတာဘယ်လိုယူရတာတုံးလို့ဆိုလို့ရှိရင်မရေမတွက်နိုင်တာကလေးကရေတွက်လို့ရတာကတသိန်းဒီလိုမှားရအောင် အဲ့တော့မရေမတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကြုံနေတဲ့ဘလို့ကြုံတော့ဆိုရင်ဒီပင်ကရာမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာကွန့်တညာဘုရားပွင့်တယ်။အဲ့ဒီဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန့်တညာဘုရားချားမှာကဘာပေါင်းဘလောက်ကြားတယ်ဆိုတာအရေးအတွက်မရှိဘူး။နော်ရေတွက်နိုင်ခြင်းမရှိဘူး။ဒါကြောင့်အဲ့ဒါကိုတစ်အသင်ခြေလို့မှတ်ထားတယ်။အဲ့ဒါတခုလွန်ခဲ့ပြီ။ကဘာပေါင်းဘလောက်ဆိုတာမရှိဘူး။မသိနိုင်ဘူး။ အလုံးကိုကြာခဲ့တယ်လို့ဆိုလိုတယ်နောက်တစ်ခါကုဋေညမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာမင်္ဂလာဖရာပွင့်တယ်အဲ့ဒီဖရာနှစ်ဆူကြာမှလည်းပဲကဘာပေါင်းဘလောက်ကြာတယ်ဆိုတဲ့အရေးအတွက်မရှိလောက်အောင်ကြာညောင်းခဲ့သည့်အတွက်ကြောင့်အဲ့ဒါကိုတစ်တင်ချေလို့ရရေးအတွက်ပြန်နောက်တစ်ခုနာရဒဖရာနဲ့သောဘိတဖရာဒီနှစ်ဆူရဲ့အကြမ်းမှလည်းပဲထို့တူပဲ ကဘာပေါင်းဘလောက်ဆိုတာကိုရေတွက်လို့မရသည့်အတွက်ကြောင့်အဲ့ဒါကတစ်အသင်ချင်းနောက်အနောမတ္တိမြတ်စွာဘုရားနဲ့ဗုဒ္ဓမုတ်တရာမြတ်စွာဘုရားဒီနှစုရဲ့အကြောင်းမှလည်းပဲကဘာပေါင်းဟာမရေမတွက်နိုင်အောင်ကြာညောင်းသည့်အတွက်ကြောင့်တစ်အသင်ချင်းလို့ဆိုအလုံးပေါင်းလိုက်အသင်ချင်း၄ခုလို့ဆိုတာအဲ့ဒါကိုပြောတာ၄အသင်ချင်းဆိုတာအဲ့လိုမဟုတ်ဘဲနဲ့၄ကဏ္ဍကြီးဘာလို့ထည့်ထားတာတုံးလို့စဉ်းစားတဲ့လူကစဉ်းစားမယ်နော် အသင်ချေဆိုတာမရေမတွက်နိုင်တာမရေမတွက်နိုင်ဘူးလဲပြောသေးတယ်ဘာလို့လေကနန်းထည့်ထားတာတော့ဆိုတာကြတော့ဒီအသေးပဲနော်မရေမတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကြုံရတယ်အဲ့တော့ဘုရားတဆူဖြစ်ဖို့ဆိုတာမရေမတွက်နိုင်တဲ့ကဘာပေါင်းကို၄ခါကြော်ဖြတ်ခဲ့ရမယ်ရေအတွက်မှတ်တမ်းတင်နိုင်စွာမရှိခဲ့ဘူးဒီလိုဆိုအဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားရဲ့ဒီဘက်ကျတော့တသိအဲ့ဒါရေအတွက်လို့ရတယ် အဲ့ဒါကိုပြောတာလေးအသင်ချိန်နဲ့ကပါတသိန်းဆိုတာနော်တခြားနည်းနဲ့ပြောတာမဟုတ်ဘူးအဲ့ဒီနည်းနဲ့ပြောတယ်အဲ့တော့ဘောရမဘုရားရဲ့လောင်းလျာဗျာဒိတ်တော်စပြီးတော့ခန်းလာတဲ့ဒီပင်ကရာမြတ်စွာဘုရားကနေစကြည့်လိုက်မယ်ဆိုရင်မရေမတွက်နိုင်တဲ့ကဘာပေါင်း၄ခါဂျုံခဲ့ပြီးတဲ့နောက်မှာရေတွက်လို့ရတဲ့ကဘာကအတိအကျပြောလို့ရတာကတသိန်းရှိတယ်အဲ့ဒီ၄အသင်ချိန်နဲ့ကဘာတသိန်းအတွင် ဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားတွေကိုပဲကြည့် ဒီပင်ကရောလောစီနောတတ္ထာနန္ဒာရမမိနေဖို့တော်တတ္ထေဝတ္တစိနာထုပေါ်သတ္တင်သုတ်ပေတာပြောစနောကဲဒီပင်ကရမြတ်စွာဘုရားတခင်ကိုရမြတ်ကြီးဟာတက်တော်တသိန်းတန်းမှပွင့်တယ်အသက်တသိန်းရှိတဲ့ချိန်မှပွင့်တယ်လူသက်တမ်းတသိန်းနေပြီးတော့လောကသားတို့ရဲ့အကျိုးစီးပွားကိုကြိုးစားအထောက်အထားတယ်နော် ဇောတရိတ်တဝါနတထမံတန္တာရိတ်တဝါသတိပကလောကကြီးမှာအမှန်တရားတွေကိုဟောပြောတယ်မှန်တရားတွေလူတွေရဲ့ရင်ထဲနှလုံးထဲရောက်အောင်ဘယ်ဟာအမှန်ဆိုတာရှင်းလင်းဟောပြောတယ်တန္တာရိတ်တဝါမဟာစနသရဝါတွေကိုကဲ့တင်သွားတယ်ကဲ့တင်နေဆိုတာအမှန်သိအောင်ပြောပြီးကဲ့တင်တာတကိုးတော်နဲ့ကဲ့တင်တာမဟုတ်ဘူးကဲ့တင်တာဟာတကိုးနဲ့ကဲ့တင်လို့မရဘူး လူတယောက်ကြီးပွားတုတက်စေခြင်းသူ့ကိုပညာပေးရတာနော်ပညာပေးမှအဲကြည့်လေမိဘတွေကသားသမီးကိုကဲတင်တာဘာနဲ့ကဲတင်ចောင်းထားပေးတာဒါမိဘတွေရဲ့ကဲတင်မှုပဲသူတို့ကိုယ်တိုင်ပညာတတ်ကြီးတွေဖြစ်မှဘဝကိုသူ့ကိုသူ၆လမ်းနိုင်မှာပေါ့အကယ်၍မိဘကသားသမီးကိုချစ်လို့အေးငါသားចောင်းလဲမနေနဲ့အေးမင်းပြောသလိုသားနေဆိုရင်လူစိုးလူမဖြစ်သွားပြီ ဒီသားသမီးဟာကောင်းတဲ့အစဉ်တမ်းမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်တော့အဲ့တော့သားသမီးကိုမိဘတွေကကဲ့တင်ကျင်တဲ့အခါမှာပညာတတ်အောင်နှီးလန်းရှာပေးရတယ်။ကြောင်ကောင်းကောင်းထားမယ်။ပညာတတ်အောင်ဆရာကောင်းကောင်းနေနဲ့အနံပြီးတော့ပညာတွေကိုသင်ခိုင်းတယ်။ဒါကဲ့တင်ခြင်းပဲ။မြတ်စွာဘုရားရဲ့ကဲ့တင်မှုကလည်းအဲ့ဒီတိုင်းပဲ။နော်။ဟိတေပဝတ္တနေနာအာဟိတာသနိယောတနေနာ သရဝရီရဲ့တဏ္ဍမကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားခကြိုးစားစေတယ်။အာဟိတာစနေဝတ္တနေနဆိုးကျိုးတွေကိုပေးတတ်တဲ့အကုသိုလ်တရားတွေကရှောင်ရှားခိုင်းခြင်းအဖြစ်ဆိုလိုတာကမလုံးတဲ့နာနဲ့လုံးတဲ့နာနော်ရှောင်ရမှနဲ့ဆောင်ရမှဒီနှစ်ခုပဲလမ်းညွှန်မှုပေးတာကဲတဲ့နေဆိုတာဒီလိုနီးနဲ့ကဲတဲ့မင်းဒါမလုံးနဲ့ဒါလုံး ဆရာဝန်ကယောဂါကို ကုစားတဲ့အခါမှာလည်းပဲတမတော်တွေကယောဂါကိုကုစားတဲ့အခါမှာလည်းပဲဒါမတည်ဘူးဒါမစားနဲ့ဒီဆေးတောက်တာဒါပဲပြောတာပဲလေမလောက်ရမှနဲ့လောက်ရမှပဲပြောတာအဲ့ဒါကိုလိုက်နာလို့ရှိရင်အကျိုးရှိမှာမြတ်စွာဘုရားကသတ္တဝါတွေကိုကဲတင်တယ်ဆိုတာလည်းဒီနည်းပဲအေးဒီအကုသိုလ်တရားတွေကိုယ်တဏ္ဍာမဖြစ်စေနဲ့ကုသိုလ်တရားတွေဖြစ်အောင်ကြိုးစားလို့ဆိုခြင်းအပြင်ကဲတင်ခြင်းသာလည်းဖြစ်တယ်ဗော အဲ့တော့ဒီပင်ကရာမြတ်စွာဘုရားဟာတရဝရီကိုကတင်ပြီးတော့နောက်ဆုံးနှစ်ပေါင်းတသိန်းကာလကြာအောင်တရဝရီရဲ့အကျိုးစီးပွားကိုဆောင်ရွက်အနှစ်တသိန်းဟိုဘက်ထီအောင်ယက်တည်နိုင်စွာမရှိဘူးရှိတော့အစွမ်းတကူတွေအများကြီးရှိဒါပေမဲ့အနှစ်တသိန်းဟိုဘက်ကိုသွားလို့မရဘူးသင်္ခါရရဲ့သဘောတရားကနော်မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကြီးကလည်းပဲသင်္ခါရဖြစ်တယ် သင်္ခါရဖြစ်နေသည့်အတွက်ကြောင့်တာသအဋ္ဌိသောသယသောတာနိသပါရိတုသက္ကာယရဏာနိဖះဆိုတာကြာရင်လက္ခဏာတွေအမှန်တမ်းအပြည့်စုံတယ်နော်အစွမ်းတကူတွေရှိတယ်အချမ်းရံကြော်စိုးတွေနဲ့ပြည့်စုံတယ်မြတ်စွာဘုရားရဲ့ခြေဝါတော်မှာဆက်လက္ခဏာတွေရှိတယ်တပ်ပန္တမန္တရဟိတအလုံးပျောက်သွားပြီရှိတော့အဲ့ဒါတော့နှစ်ပေါင်းတသိန်းကာလ နှစ်ပေါင်းတသိန်းလူဘွားမှာတတန်းရှိကြပြီးတဲ့နောက်အင်မတန်မှချုံမောလှပတဲ့ရူပကာယနဲ့ပြည့်စုံပြီးအသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်မြတ်ကြီးဟာနောက်ဆုံးကြတော့ပျောက်ကွယ်သွားတာပဲသင်္ခါရကိုလွန်ဆန်ပြီးတော့ဂဏိတိတည်ရှိခြင်းကမစွာနိုင်ဘူးတဲ့နတ်လူရိတ်တာတပ္ပသင်္ခါရသင်္ခါရမှန်သမျှဟာဒီတိုင်းပဲဘာမှအသုံးမကျဘူးလို့ဆိုလို့ အခိုင်မာရနိုင်တာတခုမှမရှိဘူးဟောဒီပင်ကရာမြတ်စွာဘုရားဟာနန္ဒရာမလို့ဆိုတဲ့ဥယျာဉ်ကြီးထဲမှာပြိဋိဘံဆံတာအသက်တသိန်းတသိန်းတန်းမှာမြတ်စွာဘုရားတသိန်းနဲ့ပို့ပြီးအသက်မရှိဘူးเนาะနှစ်ပေါင်းတသိန်းကြာတဲ့အခါမှာနန္ဒရာမဆိုတဲ့ဥယျာဉ်ကြောင်းကြီးထဲမှာပြိဋိဘံဆံသွားပြီးအဲ့ဒီမှာပဲထုပဆိုတဲ့ဘုရားရဲ့အထိတ်မှတ် ပထိုးတော်ကြီးကိုတီထားကိုွယ်ခဲ့ကြတယ်။ဒါလွန်ခဲ့တဲ့နှစ်ပေါင်းဒီလွန်ခဲ့တဲ့ကမ္ဘာလေးအသင်ချင်းတဲ့ကမ္ဘာတသိန်းအရင်ကဖြစ်ခဲ့တဲ့အဖြစ်ပြက်တခုခဏိမရှိတော့တူဖို့ရှာဝေလို့လည်းတွေ့မှာမဟုတ်တော့ဘူးနော်ဒီကနေ့ခေတ်ဟာနော်တူဖို့တဲ့ခေတ်တွေတူဖို့လို့ရတယ်ဆိုတာသိမကြသေးခင်ကတူဖို့လို့ရတာလေ အဲ့တော့လိုက်ပြီးတော့ဒဇုံးဒဇရှာလို့မရနိုင်တော့ဘူးလုံးဝပျောက်ကွယ်သွားပြီသင်္ခါရမှန်သမျှတနေ့ကြာဒီတိုင်းပျောက်ကွယ်သွားမှာပဲနော်ဒီလိုဆုံးလို့တယ်အဲ့တော့ဒီဘင်္ဂရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာပွင့်တဲ့မြတ်စွာဘုရားကွန်တညာဘုရားတဲ့တသိန်းချေလွန်မြောက်ပြီးတော့ကဘာဘုံမြောင်များစွာမရင်မတက်နိုင်အောင်ကြာပြီးတဲ့ခါမှာကွန်တညာဘုရားပဲအဲ့ဒီကွန်တညာဘုရားလည်း ဖရားရဲ့ခုံကြီးတွေနဲ့ပြည့်ပြည့်စုံစုံတရားရည်အကျိုးကိုတည်ဖို့ဆောင်ရွက်ခဲ့တာသူလည်းအသက်တသိန်းတန်းမှာပွင့်ပေါ်ခဲ့တာဖြစ်တယ်ဟုတ်အဲ့ဒီဖရားကလည်းအသက်တသိန်းရှိကြပြီးတရားရည်အကျိုးကိုဆောင်ရွက်ခဲ့တယ်သို့တော့တတ်တော်တသိန်းပြည့်တဲ့အခါ